ောင်းနေမှ YouTube channel မှာအားပေးနေကြတဲ့ကျွန်တော်အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ငါကဆရာမောင်နဲ့ရေးသားထားတဲ့ချစ်ခင်စာမှော်ရုံပါလေးရနောက်ချက်နောက်ဆုံးကျန်းရှိနေတဲ့သတင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း28ကနေအခန်း30ထိရှိရပါတော့အခန်း30ထိကိုအပြီးဖတ်ပြပေးသွားပါမယ်ရှင်ဒါပေမဲ့တန်တွန်းတော်တော့နှစ်ရက်ခွဲသွင်းသွင်းပါတော့ဟုတ်ကဲ့ပါရှင်ဒါဆိုရင်အားလုံးပဲနာစင်ခံစားပေးကြပါဦးရှင် ချစ်ခင်စားမော်ရုံပါလေအခန်း28ကိုကိုမပြားနဲ့ကိစ္စက သူများတွေပြောတယ်လို့ပဲလာရင်ခင်ခင်တို့ကတနာစပွဲမင်းနေသည်မမောင်ဝေဘာကစပြေရမည်မသိတပြင်းရှည်ကြီးကသာအကြောင်းမဲ့မှုတ်ထုတ်လိုက်သည်ဟုတ်မဟုတ်ပဲသိကျင်နေကိုကိုမပြားကိုကိုကိုယူထားတယ်ဆိုတော့တကယ်ပဲလားမဟုတ်ပါဘူးကွယ်မမောင်ဝေနှုတ်ကအလိုလိုထွက်သွားသည်ဒါဖြင့်သူတို့ပြောတာမဟုတ်ဘူးပေါ့ မောင်မောင်ဝေကခေါင်းငိမ့်သည် ခုမဖြာပဲမလဲအငိုက်ဖမ်း၍မေးလိုက်တော်မူကမန်းမောင်မောင်ဝေတည်သည်ဘဲတိမလဲနုနုရဲ့အားလုံးပြောကြသလိုအင်းဆက်ပတ်မှာဖြစ်မှာပေါ့ကိုကိုခင်ခင်နုသည်ညည့်ရီဝိုင်းလာသည်ကိုကိုနဲ့နုနုကိုပေးစားကြတော့မယ်အားလုံးစီစဉ်ပြီးပြီတဲ့အဲ့ဒါကိုကိုတည်လာတည်ပါတယ်ကွယ်ကိုကိုကရောနုနုကိုယူချင်းရဲ့လား မမဝေသည်ခင်ခင်နုဘက်ကိုမျက်နှာမူလိုက်သည်ခင်ခင်နုသည်ရိုးသားတန့်စင်သောမိန်းကလေးတစ်ယောက်ပါပဲယူချနာပေါနုနုရဲ့ခင်ခင်နုသည်ဒရေးတစ်ချက်မြူချာ၏ပြီးတော့တိုတိုလေးမေးသည်ကိုကိုကနုနုကိုချစ်လို့လားမမဝေနည်းနည်းကလေးရီလိုက်သည်ချစ်တာပေါ့နုနုရဲ့မဖျားကိုရောမမဝေမဖြေတယ်ဒါပေမဲ့လျှက်တစ်ပြက်ညံကပေါ်လာသည်သူနဲ့ကိုကိုဘာမှမပတ်သက်ပဲကွယ် ခင်ခင်နုကခေါင်းကိုငိုက်သည်လက်ကင်ပွားကလေးကိုထုတ်သည်ကြာလူလူမျက်ရည်ကိုတို့တုတ်သည်နုနုယုံလိုက်ပါမယ်ကိုကိုမမဝေးရင်နဲ့နှင့်ကနေပြစ်သွားသည်တော်မုံမောင်တို့ကိုလေးကွန်ဘလို့စီယုံလိုက်သည်မသိပါမိကောင်းရတာကိုအမြန်ဆုံးရွေ့ရွေ့မမဝေးနှင့်ခင်ခင်နုကိုလက်တက်ပေးလိုက်ကြသည်ပြီးတော့ဆက်လျက်ဟန်နီမောဟုလေးကွန်စီစဉ်လိုက်သည်မင်းမျိုးတဲ့မင်္ဂလာဦးညကိုပြောရွှင်စားလွန်မြောက်လိုက်ရပါသည် ခင်ခင်တို့ဖို့မှာတော့ဘဝတစ်ခုလုံးကိုယောက်ျားတယောက်ရဲ့လက်ထဲပုံအပ်လိုက်ရတာပဲဟုဆုံးဖြတ်လိုက်သည်။မောင်မောင်ဝေသည်ခင်ခင်တို့နဲ့တူရှင်တွဲနေရင်ကမဖျားဤနှခမ်းများကိုတရီရနေသည်။ဆူဆွေ့ရဖူးရနေသောနှခမ်းများထိုညတွင်ခင်ခင်တို့သည်ဘာကြောင့်မှမသိငိုသည်။မောင်မောင်ဝေကလည်းအကြောင်းကိုစုံစုံစစ်စစ်မမြင်မြန်ပဲချော်သည်။ဒီလိုနဲ့သူတို့လင်းရင်မရရဲ့လို့ဖြစ်သွားကြရပါသည်။ နောက်တနေ့နဲ့နဲ့မှာခင်ခင်နုကစောပြီးနိုးနေသည်။မမဝေတစ်ဖက်လှည့်ပြီးအိမ်နေသည်။ခင်ခင်နုသည်မမဝေနှပူကိုရွရွကလေးနမ်း၏။ခွေဝိုက်ကြဆင်းနေသောသပင်များကိုလှက်ဖြားကလေးနှင့်တတ်တင်ပေးသည်။နိုးသွားမည်ဆိုသဖြင့်လှုပ်ရှားမှုမှန်သမျှကိုမြင်သာစွာပင်ပြုနေ၏။မမဝေနိုးနေပါပြီ။သူ့နှပူကိုလာနမ်းကလေးကနိုးနေပြီ။ခင်ခင်နုအမွေရာကြီးပေါ်ကအစင်းမြီအပြူတွင်မမဝေကလှမ်းဖက်ဆွဲလိုက်သည်။ ။အို့မမဝေသည်အို့ဟုသောတန်ကိုကြားရသဖြင့်တုံသွားသည်။မဖြာကို သူစရက်အိုနောက်ဖီမာသွားဖက်တုံးကမဖြာကလည်းအိုးလိုအတန်ထွက်သည်မဟုတ်ပါလား။ဘာပဲဖြစ်ဖြစ်လေခုအချိန်ဟာမင်္ဂလာနက်နက်ခင်းပါပဲ။ခင်ခင်မှုသည်မမဝေရင်ခွင်ထဲတွင်အိမ်နေလိုက်၏။အကြောင်းဆောင်ကိုကြားသိရပြီးနောက်မဖြာသည် သူ့ကိုယ်သူပြန်ဆန်းစစ်လိုက်သည်ဒီဘဝမျိုးမှာဒီလိုနေရမလား အရင်တုန်းကလိုပဲလေယူမှလွင့်နေတော့တည့်ရဟောင်းလိုပြန်လွင့်နေရအောင်မလား။ဘာပဲဖြစ်ဖြစ်အရင်နဲ့မတူတာတခုတော့ဖြစ်ပြီးခဲ့ပြီ။သူမမဝေးကြီးမရဖြစ်ခဲ့ရပူပြီ။ဘသူအတိမတ်ပြုတ်ပြုတ်မပြုတ်ပြုတ်သူနဲ့မမဝေးကတော့အတိမတ်ပြုတ်ကြ၏။မမဝေးကအတိမတ်မပြုတ်ပဲထောင်းသူ့ကိုသူတော့အတိမတ်ပြုတ်လိုက်ရပြီ။မပြုတ်လို့လည်းဘလို့လုပ်ရတော့မလဲ။ဒီချိန်မှာမမဝေးကပွက်တက်မရကိုယူပြီးပြီ။ ူ့ကိုတင့်အိတ်တိမ်မှာထားထားပြီးသူလာခြင်းလည်းရင်လာလိမ့်မည်မလာခြင်းရင်မလာတော့သူ့လိုလိုလူချမ်းသာမျိုးတွေဟာဒီလိုကြီးပါပဲ ဟု တွေးမိသည် တွေးရင်းနဲ့ရင်လာလာသည်ကိစ္စမရှိ မဖျားကလောကမှာအရာရာကိုရင်ဆိုင်ဖို့တတ္တိမွေးကလေးကပါလာခဲ့ရတာပဲဒီတတ္တိကိုပဲအတုံးချရတော့မှာပေါ့တစ်တားထဲမှာတင်ထားသောငွေများကိုရီးလိုက်သည် အလုံး232ကျပ် ူနဲ့တူမောင်မောင်ဝေက ထားထားတော်မိမကြီးကိုငွေ200ပေးလိုက်မည်။တီရင်ကိုလည်းပေးထားခဲ့မည်။သူသူပဲသွားမလဲ။တနေရရပေါ့။ကပါပေါ်မှာမှတ်ဖြာအတွက်နေရာတနေရာရှိနေမှာပါ။အခန်း29ဒီညနေဟန်နီမွန်းဆိုသောခရီးကိုထွက်ရတော်မည်။ခင်ခင်နုပြောနေသည်။မောင်မောင်ဝေတွေ့နေသည်။ပြင်စရာစင်စရာများအလုံးကိုခင်ခင်နုကပြင်ဆင်နေသည်။ ဒီနေ့မနေ့စောကြီးကလေးကခင်ခင်နုနဲ့တကွသူတို့အိမ်သူအိမ်သားများခရီးသွားရေးအတွက်အလုံရှုံနေကြ၏ခရီးသွားမှာကမောင်မောင်ဝေရဲ့ခင်ခင်နုရဲ့ပြီးတော့လက်တူလက်တောင်းခိုင်းဖို့အဖော်ယောက်ကြတရားမိမတရားအသက်40လောက်ရှိသည့်လင်မယားနှစ်ယောက်ပါပဲတော်မုံမုံရဲ့အစေပါတဲ့ကဆိုပါတော့မောင်မောင်ဝေသည်သူတို့လှုပ်ရှုံနေတုန်းမှာအခွင့်ကောင်းယူ၍အပြင်ထွက်ခဲ့သည်ခင်ခင်နုကိုပင်ဘာမှအထွေထူးမပြောခဲ့ဒီရက်ခဏသွားမယ်ကွာ ဟုသာတမကရှင်ကပြောထားခဲ့သည်တကယ်တော့သူဥတီယာက အင်းဆက်ရွာကုန်းစုကအင်္ဂလိပ်မပြားရှိနေမည်အင်္ဂလိပ်ဟန်နီမွန်မတော်ခင်မပြားကိုနှုတ်ဆက်ခဲ့ခြင်းသည်သည်ပြီးတော့သူအစီအစဉ်ကိုပါပြောပြခဲ့ခြင်းသည်တနည်းသို့မဟုတ်၆လလောက်အင်းဆက်ကုန်းစုမှာမပြားနေပါနောက်တနည်းမှာစီးပွားရေးတချို့ကို၄ခွန်ထံမှ သူလွှဲယူမည်အဲ့ဒီခါကျမြို့မှာအိမ်တလုံးဝယ်မည်မပြားကိုအဲ့ဒီအိမ်မှာထားမည် ဆိုမှတ်ဖြာပြောမှာပါစိတ်ကူးကလေးခက်ရင်ရင်နဲ့တဲချောင်းကို ဖြတ်ခဲ့သည်ချောင်းပြားကိုအမှတ်မဲ့ကြည်လိုက်မိုးရေမဲနေသည်မကြမီချောင်းရီကြတော့မီမောင်မောင်ဝေးရင်ထဲ၌ထိတ်ခနဲမြည်သွားသည်ဖះဖះရေကြရင်ချောင်းကိုကြောင်မပြတ်နိုင်သေးရင်မောင်မောင်ဝေးသည်တဲပြင်ကိုအတင်းယုံ၍ခြေလန်းတက်နိုင်သည်မြတ်တွတ်လှမ်းလိုက်သည်တဲကဆွဲတော့ခြေလန်းကထင်သလောက်မမြင်ဟိုဘက်ကန်းထိတ်ကိုလှမ်းကြည့်သည် တစုံတယောက်ရက်နေသည်သူ့ကိုကြည့်နေသည်ဟုတ်ပါသည်မဖျားပါပဲမဖျားသည် လက်နှစ်ဖက်ကိုပါဇက်နာကတ်လျက်អော်ပြောနေသည်ပြေးမញ្ញံပြေးရေးကြလာတော့မယ်မဖျားသည် အင်းဆက်မအပြီးထွက်လာခဲ့ပြီးမြို့ကိုတိတ်တိတ်မပြတ်ချင်းခက်တီတီပဲဒီမြို့ကိုပြတ်မည်ဘူတာမာစောင့်မည်ညနေရထားကိုမှီမာတည်ကြပါတယ်တကယ်လို့မမီတောင်မှ နောက်နေရထားစောင့်စီလိုက်မည် ဤသို့စိတ်ကူးရင်းလာခဲ့ခြင်းဖြစ်သည်ချောင်းကပရောက်တော့ချောင်းပြားမှာမိုးညိုနေသည်ကိုတွေ့ရ၍ခဏရက်ဆောင်နေလိုက်သည်သူ့အတွက်မိုးသည်မြုပ်ပေးနေသလားဟုပင်တွေးမိသေး၏ဒီအချိန်ဟိုဘက်ကံကလူတယောက်မိုက်မိုက်မဲမဲချောင်းထဲဆင်းလာသည်လာလာမောင်မောင်ပါကလားကြီးမောင်မောင်မြင်မြင်ပြေးဟိုဘက်ကံကပုံနေတယ်ဟိုဘက်ကိုပြန်ပြေးအော်မိတာအော်နေသည် မမဝီကတော့မပြဘက်ကိုစွမ်းနိုင်သမျှအားထုတ်၍ပြေးလာနေသည်အရေးကြီးသည်မှာချောင်းဝိုက်ရေစည်းတမ်းမြေနေရာကိုကြော်နိုင်ဖို့ပါပဲရေကြပြီဆိုလျင် တလဟောကြတတ်ပေမဲ့ရေကအနက်ကြီးမဟုတ်ပါကန်းဆက်ဘက်မှာဒူးလောက်ပေါင်လောက်ချောင်းလယ်မှာတော့ရင်ကောင်းဒါမှမဟုတ်လူတရက်စားလားဒါပေမဲ့ရေစည်းကတအားတန်သည်အလေးရှိလို့ကူးတက်ခတ်တက်လျင်ပင်မလွယ် မြေပေါ်မှာခြေထောက်ရွေ့မရတောင်ကျချောင်းရည်သည် အရှိန်ပြင်းစွာနှင့်ချောင်းကျန်းပြင်မှတဲများကိုဒရကျန်းတိုက်စားယူသွားတတ်သည်တဲများကိုတင်းတိုက်ယူသွားခြင်းကြောင့်ခြေချနိုင်ထောက်နိုင်လျင်တောင်ကိုကိုထိန်၍မရရည်စည်းတဲ့မျောပါသွားမည်သာဖြစ်သည်ကြောက်စရာကောင်းသည်ကချောင်းရည်နှင့်တူပါလာမည်တစ်တုံများတစ္ဆာများအခြားအခြားသောအရာများအရာတွေနှင့်ခိုက်မိပြီဆိုလျင် အသက်ကိုပဲရှာရမည်မသိနိုင်တော့ မဖျားချောင်းပြပဲ့မျောကြည့်သည်ရေလုံးဆင်းလာသည် မောင်မောင်ဝေအားကုန်ယုံ၍ပြေးနေသည် ရေဤလင်းသည် မောင်မောင်ဝေ၏ပြေနှုန်ထက်အဆပေါင်းများစွာသာ၏သို့သောရေရောက်လာမည်အချိန်ပိုင်းတွင် မောင်မောင်ဝေသည်ကန်းဆက်ပဲ့နီးလာ၌၏မဖျားသည်အကြံတစ်ခုကိုရုတ်တရက်ရလိုက်သည်သူ့ဝှက်ထုတ်ကိုဖြေလိုက်၏ဆောင်းတထဲထုတ်သည်လက်ပံပင်ကြီးကို ဆောင်းဖြင့်ပတ်၏တင်းတင်းချီသည် အနီးပါရှိလက်ပံပင်ကိုင်းတွင်ထောင်ထားသောဝလုံးကိုဆွဲယူလိုက်သည်။ဘာပဲဖြစ်ဖြစ်ဒီဝလုံးကိုသူဖမ်းဆွဲနိုင်ပြီဆိုလျင်တော့လက်ပံပင်၏ပင်စည်တွင်ပတ်၍ခြေထားသောဆောင်စရဲကိုမပြားကိုလုံးလိုက်ဝင်လိုက်၏။မပြားနှင့်လက်ပံပင်ကက်ချီထားတကယ်သို့ဖြစ်သွားသည်။ဝလုံးကိုသူ့လက်တွင်ပဝါနှင့်ခိုင်ခိုင်ချီလိုက်သည်ပြီးတော့မမဝေပြင်းရင်နဲ့ရေလုံးကြီးအော်လျက်လိမ့်စင်လာနေသည်ကိုတွေ့ရသည် သူမျက်စိတွေပြဝေမူးနောက်သွားသည် တတိလွေ့၍လဲကြတော့မလို့ဖြစ်သွားသည်မဖျားတစုံတစ်ခုကိုလှမ်းအောင်နေသည်ကိုသူမြင်ရ၏သို့တော်မကြရမဖျားလက်ထဲမှာဝလုံးရှိတဲ့ချောင်းရှိသည်မဖျားနှင့်လက်ပံပင်ကြီးသည်ကက်လျက်မောင်မောင်ဝေအားတက်သွားသည်တအားပြေး၏တဲပြင်သည်ဖွာကနေဖွာကနေမိလိုက်သည်ဒီလုံးကမမဝိတ်ကိုဝင်အဆောင်တွင်မမဝိတ်လက်သည်မဖျားကံပေးသောဝလုံးကိုဆွဲမိသည်ဝလုံးကိုကြစ်ကြစ်ပေါင်းဆုပ်ထားသောကြောင့်မမဝိတ်မျောပါမသွားခြင်းဖြစ်သည် ာတောင်မှသူ့ကိုခန္ဓာသည်ကမ်းဘက်သို့တအားလွန်းထွက်သွားသည်သည်အောက်ချင်းမှတဲမြောက်ကိုရေကတစတစဆွဲယူဆသွားနေသည်မောင်မောင်ဝေသည်ခြေကိုကန်၍အားပြူတိုင်းတဲတဲ့မြစ်သွား၏လက်ကိုအားပြူ၍ဝါးကိုဆွဲလျက်ကဘာကိုတက်ခဲ့သည်မဖျား၏ရင်ခွန်၌ခေါင်းမင်းလျက်ကလေးတယောက်လိုမှိန်နေမိသည်မဖြာသည်တစ်ပင်ကိုမြည်လျက်ထိုင်နေရင်မမောင်ဝိတ်ကိုပွေထားသည်အမောပြေပါသည်ရော ဒေါသတွေခဏတင်ထားလိုက်ပါအောင်မယ်။မိုးမုံတွေကြာလာသည်။မိုးပွားကလေးတွေများလာသည်။ဟိုဘက်ကမှအရေးအယံတစ်ခုတွေ့ရ၏။မိုးမုံမွားတွေကြားတဲ့ကဖြက်မြင်ရပေမဲ့အဲဟိုဘက်ကံကအရေးဟာခင်ခင်နုလေးမှမပြတည်လိုက်ပါသည်။ခင်ခင်နုအဖို့မပါသူတယောက်ထဲဒီဘက်ကံကိုမျောငေး၍ကြည်နေသည်။ချောင်းရည်သည်တွန်တွန်ကြစေ။ ခင်ခင်တို့ရင်ထဲမှာဘလို့ခံစားနေရမလဲဆိုတာမှတ်ပြကိုချင်းစာမိပါရဲ့သူ့ရင်ခွင်ထဲကမောင်မောင်ဝိတ်ကိုငုံကြည့်သည်သူဟာမောင်မောင်ဟာခင်ခင်တို့ရဲ့ခင်မောမှာကလားမှတ်ပြသည်မောင်မောင်ဝိတ်ကို ပွေဖက်ထားသောလက်များကိုစက်ကနေယူလိုက်သည်မောင်မောင်ဝိတ်သည်လက်တောင်တပြက်ပြက်ခက်လျက်မော့ကြည့်သည်စိမ့်စွာစိုက်ကြည့်နေသောမှတ်ပြ၏မျက်လုံးများကိုမြင်ရသောအခါမောင်မောင်ဝိတ်တုန်လှုပ်သွားသည်ဘာဖြစ်လို့လဲမပြဟမ်ဘာဖြစ်လို့လဲ မော့ဖျားပါမပြန်မပြောတစ်ဖက်ကံကိုလှမ်းကြည့်သည်မမဝေလဲလိုက်ကြည့်သည်မုံဝါနေသောမိုးပွားများကြားမှခင်ခင်မှုကိုမြင်ရသည်မမဝေကြောင်တက်တက်ဖြစ်နေသည်သူဘာလို့ရမည်ကို သူဘာသာသူမသိမော့ဖျားကတော့သူလို့ရမည်အလုတ်ကိုသူသိ၏မမဝေပါကိုတအားလဲရရိုက်လိုက်သည် ရုတ်တရက်မို့မမဝေဘလို့တုံ့ပြန်ရမည်မသိချီရုတ်ပါတယ် မမဝေဖြင်းကနေဆက်သွားသောပါပြင်ကိုတရိယာလိုက်၏ရုံမာရဲဆိုသောစကားကိုအာယုံပြုမိလိုက်၏မော့ဖြာ၏လက်မောင်းကိုဖြတ်ခနဲဆွဲ၏မင်းမင်းမင်းသာမင်းမရုပ်ကြော်ရင်ပရိုက်သည်မော့ဖြာသည်လက်တစ်ဖက်ဖြင့်ကာရင်ဆောင်ယုံလိုက်သည်ဒါရှင့်တက်ကိုကဲခဲ့တဲ့ကျေးဇူးကိုဆက်လိုက်တာပေါ့ဟုတ်လားနောက်ထပ်ရွယ်လိုက်သောမမဝေလက်သည် တုံကနေရက်သွားသည်ပြီးတော့မော့ဖြာနားမှာထိုင်သည်လမောင်းကိုကိုင် မှပြငိုသည်ကျမမှားတယ်ကျမကိုနေရကိုမတိရတိတ်မှားတယ်နောက်ပြီးရှင့်ကိုချစ်လိုက်မိတာလဲမှားတယ်တောင်းမဲ့မှားတယ်ကိုမမဝေးရင်းစစ်တာနဲ့နုနုလေးစီပြန်မသူဟိုဘက်ကန်ကစောင့်နေမှာအမှန်ပါသူကျမကိုခွန်လို့ဖို့တောင်းပန်လိုက်ပါဒါပါပဲမှပြထိုင်နေရမှထားလိုက်သည်မမဝေးငိုင်းလေမဖြာသည်သူ့အထုပ်ကလေးကိုဆွဲလိုက်၏။အင်းဆက်ရွာထိပ်ကစိတ်မနှက်နဲ့တော်တုံကြီးစီတညတော့တွားနေလိုက်အောင်မှာ မော့ဖျားခြေလမ်းပြင်လိုက်သည်မော့ဖျားမောင်မောင်ဝေခေါ်၏မော့ဖျားမထူးရှေ့ဆက်လမ်းသည်မောင်မောင်ပြောတာနားထောင်ပါဦးမော့ဖျားကောင်းခါသည်ဘာမှနားမထောင်ကျင်တော့ဘူးဘာမှမပြောပါနဲ့တော့တခုပဲရှင်သိစေချင်ပါတယ်ကျမဟာရှင်နဲ့အရင်ညားတဲ့မိန်းမပဲအဲ့ဒါကိုရှင်နဲ့ကျမပဲသိတယ်ခုရှင်နဲ့ကျမနဲ့ကွဲသွားကြပြီလို့မှတ်လိုက်ပါမပြန်ကစားပြီးဒီနေ့တဝိုင်းမှာမဖျားဆိုတဲ့ကဝေမှရှိတော့မှာမဟုတ်ပါဘူး ကြောပြီးပြီးချင်းပြေးထွက်ခဲ့သည်။မောင်မောင်ဝေလိုက်မိဟန်ပြင်သည် မလိုက်ဖြင့်တစ်ဖက်ကန်းကိုပြန်ကြည့်သည်။မုံမုံထဲမှာခင်ခင်နုလေးရဲ့သူတို့ကိုမျောငေးကြည့်နေရှာသည်။မှတ်ဖြားကတော့သူနှင့်ဝေးတီထက်ဝေးသွားပြီ။ခန်း30စတိန်စင်အန်ဒင်ခတ်ဝမ်ကလတ်သမိုင်းအော်တန်ကအော်ထွက်သွားသည်။မြေထားတွဲပြူတကားပွင့်လာ၏။ ကင်မရာမန်ဘလူးသည်မိယထာတွဲမြူတကားဝစီသို့အနီးကပ်ဆွဲယူရိုက်နေသည်ဒိုင်တာမိုင်းနာသည်လည်းတွဲမြူတကားဝကိုမှတ်မိတ်မတုံဆိုင်ကြည့်နေသည်ဥပခင်သည်ပိုပစိုးအပေါ်ရင်ပုံးတကလက်အင်ဂျီအညိုဝစ်စင်လျက်ခန့်ညာစွာဆင်းလာ၏ပြီးတော့သူ့လက်ကို တွဲဘက်သို့ပြန်ကမ်းပေ၏တွဲပေါ်မှာဟမ်းမြင့်မြင့်ကြွကြွရွရွကလေးဆင်းလိုက်သည်အစင်းတွင်မျက်လုံးတစ်ချက်ဝေးကြည့်သည် အမင်းမြင့်သည်အဖြူရောင်စာပန်းဖောက်ဝတ်စုံကိုဝတ်ထားသည်ထမိန်နောက်ကိုလည်းစားခွတ်ထား၏သပင်ကိုနောက်ပြန်လှန်၍ဖြီးထားသည်သတုံးသည်တကဲ့ကိုတည်တည်တတ်တတ်စိတ်နှကက်ကဝန်းလက်နေသည်အမင်းမြင့်တွဲပေါ်မှဆင်ပြီးဥပခင်းနေရှင်၍ရက်လိုက်သည်မပြုံးတပြုံးကလေးပြုံးသည်သူ့အပြုံး၌အတိတ်ပဲများစွာပါနေသည် သူပြုံးနေသည်လားသူမဟုတ်တယောနေသည်လားဒါမှမဟုတ်မဲ့ပြုံးလားဝေခွဲ၍မရား ုံးလျက်ကကင်မရာဘေးရှိမှအင်နာကိုစိုက်ကြည့်လိုက်သည် cut ဝေဥပတ်တို့ကင်မရာကိုလှည့်လိုက်သည်မင်းသားလောက်ရမှာတည်တယ်နော်မောင်ဒါကပြော၏ဝေဥကောင်းငိမ့်သည်ရဟဇေဝေဥတယောက်ဆောင်ပြသည် ပထမရိုးရိုးကြည့်နေသည်နောက်မျက်လုံးတစ်ဖြည်းဖြည်းဝိုင်းလာသည် ထို့နောက်တင်သက်ကိုရှိုက်ထားသည်ပြန်မချသူ့မျက်လုံးထဲမှာ ဟုတ်ရဲ့လားဟုတ်ရဲ့လား ငါအိမ်မက်မက်နေတာလားဟူသော အတိတ်ပဲပေါ်နေ၏။ Okay ရိုက်မယ်။မမဝင်းနှင့်မတ်ပြာတို့နောက်ဆုံးအကြိမ်ဖြင့်ကဘာလက်ပံပင်ကြီးတွင် တွေ့ပြီးနောက်တနေ့တွင်မတ်ပြာထိုဒေသမှထွက်ခွာသွားသည်။ဘယ်နေရာသို့ရောက်သွားသည်ဟုညီသူများမသိရ။မမဝင်းနှင့်ခင်ခင်တို့တို့လည်းချင်းမွန်ခုနှစ်ရက်၊ကဲ့ရက်ခုနှစ်ရက်သဘောကိုထားလျက်အိမ်တောင်သက်ဆက်ခဲ့ကြ၏။၃နှစ်မြောက်ကြာသောအခါထိုမျိုးတို့နေပိုင်မင်း ဥပခင်အလဲလာမည်ဟုသိရှိကြရသည်ရက်ရွာမျက်နှာဖုံးလူကြီးလူကောင်းများကနေပိုင်မင်းကိုခရီးဥဂျူပြူရမည်နေပိုင်မင်းနှင့်နေပိုင်မင်းကတော့တော်တင်မဖျားပါပါလာမည်ဟုသိထားကြ၏နေပိုင်မင်းကတော့တော်တော်ကိုလှပြီးစက်တည်ရှိသည်ဗျာဟုမြို့ပိုင်မင်းကပြောပူလေသည်တကယ်တော့မတ်ဖျားသည်သခိုင်းကြောင်တို့အပြန်လန်းတွင်ကံကြမ္မာအလှဲ့ပြောင်းကို တွေ့ခဲ့ရခြင်းဖြစ်၏။မှတ်ဖြာလမ်းမှာဖြာသည်။ပန်းပြာရောအေးမိတာရော ိတ်ဖြားဖြားရာရောဆုံသွားလိမ့်မည်။သူစည်းခဲ့သောယထာပေါ်မှာပင်တတိမေ့မျောသွားရှာ၏။ခရီးသွားများကပြုစုကြပါသည်သည်မယ။ဘူတာတစ်ခုမှရက်တော့မတ်ဖြာကိုစေယုံတင်ရန်အတွက်ခရီးတဲ့တစ်ယောက်ကဂက်ပူကိုသွားပြောသည်။ဂက်ပူကဒီယထာပေါ်ကအဲ့ဒီအမျိုးသမီးကိုအဖော်နှင့်ထားခဲ့ဖို့ပြောသည်။အမျိုးသမီးမှာအဖော်မပါပါ။ခက်သည်ဒီယထာမှာနေပိုင်မင်းပါလာသည်။ မေပိုင်မင်းဤတွဲပြူကြီးစီတို့ကပ်ပိုကပြေးပြီးတည်င်းပို့ပန်ကြသည်မေပိုင်မင်းနှင့်တကွဆရာဝန်ကြီးလည်းပါလာသည်ဆရာဝန်ကြီးကအဲ့ဒီလူနာဒီကိုခေါ်ခဲ့ပါဟုမိန့်ကြ၏မဖြာသည်မေပိုင်မင်းဤတွဲပြူကြီးပေါ်သို့တည်လေးလေးရောက်ရှိသွားခဲ့၏နောက်တော့မုတ်ဆိုးကိုဥပခင်သည်မဖြာကိုအတီတကြလက်ထပ်ယူလိုက်သည် မဖြာကလည်းဖြစ်ချောင်းကုံစင်ကို မကြံမကျော်ပြောပြခဲ့သည် ခုတော့နေပိုင်မင်းကတော်ဒီမြို့ကလေးကို အလဲပတ်သွားကြင်ပါတဲ့။မောင်မောင်ဝေဖြစ်တရုတ်ဆောင်ရတော်ဝေဦးသည်မြို့မှာလူကြီးလူကောင်းတွေရာရထားသူဖြစ်တော်ကြောင်းဥပခင်ကိုကြိုဆိုရန်လာရသည်။ချိုးသေးစွာကြိုဆိုရမည်။ခုတော့နေပိုင်မင်းကတော်ကမတ်ဖြာဒေါ်တင်မတ်ဖြာခေါ်မတ်ဖြာဝေဦးမျက်စိများပြာဝေသွားဟန်တရုတ်ဆောင်၏။ခေါင်းကိုဆက်ခနဲမော့၏။ဆက်ခနဲငုံ၏။မျက်တောင်ကိုတပြက်ပြက်ခတ်၏။ မပြာဟန်မြင့်မြင့်သည်နှကန်ကလေးတွင့်ယုံမြပြုံးလျက်မမောင်ဝေဝေဦးကိုကြည်၏မိတ်ဆက်ပေးကြသည်မြို့ပိုင်မင်းကနေပိုင်မင်းမြင့်နေပိုင်ကြော်လို့အားမြို့မိမြို့ဖများနှင့်မိတ်ဆက်ပေးသည်တယောက်တည်းလက်ဆွဲနှုတ်ဆက်ကြသည်မမောင်ဝေလည်းဝေဦးလည်းမပြာဟန်မြင့်မြင့်ကလက်ကိုနွံ့နွက်ကလေးကန်သည်မမောင်ဝေဝေဦးသည်တုံရင်သောလက်များဖြင့်မပြား ဟမ်းမြင့်မြင့်လက်ကိုအသာထိပြီးတော့ပြောစီတွေ့ရတာဝမ်းသာလှပါတယ်မင်္ဂလာဟုတ်ကဲ့ဥမမောင်ဝေဝမ်းသာပါတယ်မောင်ရင်သာဒီဟမ်းမြင့်မြင့်နဲ့ဝေဦးတို့ရဲ့တယောက်ဆောင်မှုကိုမျက်တောင်မခတ်စိုက်ကြည့်နေသည်ဝေဦးတယောက်ဆောင်တာအတော်ပဲဟမ်းမြင့်မြင့်တယောက်ဆောင်တာနည်းနည်းရော့နေသည်လို့ထင်၏ဟုတ်ကင်မရာဆက်ကလောက်ပြလိုက်သည်ဟမ်းမြင့်မြင့်လက်ကိုကား၍ထောင်ပြ၏သူ့နှင်ကိုသူပြန်ဖိ၏ ဟုတ်တယ်ကိုဟမ်းမြင့်ရော့သွားတယ်ခဏလေးခဏလေးကင်မရာနေရာထက်ရွှေ့သည်ဟမ်းမြင့်မြင့်မျက်နှာအနီးကပ်ရိုက်ရမည်အားလုံးစင်တဲ့မယ်လားရယ်ဒီပဲအာစရိဟမ်းမြင့်ရောရပြီလားဟမ်းမြင့်မြင့်သည်သူ့နှထင်ကိုလက်ဖြင့်ဖိထားရမှတပြေးပြေးမော်ကြည့်သည်မျက်ရည်တွေစုံနေသည်မဟုတ်ဘူးဟမ်းမြင့်မျက်ရည်မကျစေချင်ဘူးသိတယ်ကိုမျက်ရည်မကျအောင်လုပ်နေတာပြောပြီးကောင်းကိုဆက်ခနဲမော်ပြလိုက်သည်မျက်စိမိတ်ထား၏ အင်္ဂလိပ်တစ်ချက်ကျိတ်သည်မျက်နာပြန်သည်ကင်မရာကဟမ်းမြင့်မြင့်နဲ့မျက်နှာချင်းဆိုင်သူ့မျက်လုံးအိမ်မှာမျက်ရည်မရှိတော့သို့တော့စို့ယုံတော့စို့နေသည်ကောင်းတယ်ဟမ်းမြင့်အဲ့ဒါတော့ကောင်းတယ်ရပြီကိုရိုက်လို့ရပြီဘယ်ကိုကြည့်ရမလဲကင်မရာညာလားပဲလားကင်မရာဆရာကမန်ဘလူးဤဘယ်ဘက်နာကိုကပ်၍ကြည့်ခိုင်းသည်အဲ့ဒီနောက်မှအကိုရက်ပြပါလားခဏဟမ်းမြင့်မြင့်ပြုံးဆဆနဲ့ပြောသည်မိုင်းဒါတုံလှုပ်ချောက်ချသွားသည် မတက်နိုင်ရပ်ပေးရမည်ပြီးတော့သူ့ကိုကြည့်နေရမည် ready ready ရိုက်မပြားဟမ်းမြင့်သည်ဒရိုက်တာမိုင်းတာကိုစိုက်ကြည့်မျက်ရည်မပိုင်းဒါပေမဲ့သူ့မျက်လုံးမှာအယောင်တွေလက်နေသည် ပြုံးသည်နှာခမ်းတွန့်ယုံကလေးလှပါပြီမျက်လုံးကလွမ်းနေသည်နှာခမ်းကပြုံးနေသည်ဟုတ်ကဲ့ဥမ္မာမောင်ဝင်ဝမ်းတာပါလေနိုင်လဲတော့အတန်ထွက်လာသည် cut ကောင်းတယ် မိုင်းဒတန်နည်းနည်းတုံသွားသည်ဥပခင်းနှင့်တော်တင်မဖျားတို့ကိုခန်းနာစွာကြိုးစိုးလိုက်ကြပါသည်ကင်မရာကိုတဖြည်းဖြည်းမြှင့်ယူသည်လူဟုတ်သည် ဥပခင်းနှင့်တော်တင်မဖျားအားဂယုဆိုင်ယူသေးစွာနှင့်ကြိုးစိုးသွားကြသည်ရိုက်ချက်ကောင်းသည်ပြီးပြီဆက်ကားကိုအစဉ်တပြေရိုက်ကူးပြီးပြီမို့ရန်ကုန်ပြန်ကြတော်မူညာဦးလေးစိတ်ပြင်ပနာတွင်ကာရက်ထားသည် မင်းသမီးမင်းသားတို့ကကားရိုက်ရခြင်းဆက်လျက်ရှိနေကြသဖြင့်သူတို့အရင်ပြန်ကြမည်ဒါရိုက်တာနဲ့တခြားအဖွဲ့တွေကတော့နောက်မှပြန်ဖို့ပေါ့လေရင်လက်မှတ်မရလေရင်လည်းဖြစ်တယ်လို့ပေါ့ဟမ်းမင်းနဲ့ဒီလေရင်ပေါ်မတက်မီမောင်အင်တာကိုလာ၍နှုတ်ဆက်၏ပြန်မဲကိုဒီကားမှာဟမ်းမင်းတက်နိုင်ဆုံးစူးစမ်းထားပါလေကိုချင်းနဲ့ရလားอืมမိုင်းနာမြက်တောင်ကိုတစ်ချက်တစ်ချက်ခတ်ရင်ကောင်းကောင်းလိုက်သည်မြေကြီးကိုအတိတ်ပဲမြင်နေသည် ိုးလွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကဟမင်းမြင့်ဆိုတဲ့မင်းသမီးပေါက်စာကလေးကိုအကိုလှစ်လျူရှုခဲ့တယ်နော်။မိုင်းဒါဘာမှပြန်မပြောနိုင်ပါ။ဂုံတင်ရှိပညာတတ်မျိုးသမီးတယောက်ကို လက်ထပ်သွားတဲ့ဆရာဒါရိုက်တာမိုင်းဒါကိုဟမင်းမြင့်ဆိုတဲ့ရုပ်ရှင်မင်းသမီးကဆရာတင်ပေးခဲ့တဲ့ပညာနဲ့ grow ခဲ့ပါလေ။ပြတင်ပြလိုက်တဲ့ပညာဟာဟမ်းမြင့်ရဲ့နှလုံးသားရဲ့ကိုရောက်နေခဲ့တာကြပါပြီ။ခဏများအတိတ်စိတ်ငြိမ်သက်သွားသည် မင်းတက်လွန်ချင်းဒီခြောက်ချပွဲကောင်း၏။တွားမဲကိုမိုင်းဒါဟမ်းမြင့်မြင့်ကိုမော်ကြည့်။ဟမ်းမြင့်မြင့်ပြောင်းသည်မတ်ဖြာအတိုင်းပါပဲ။မတ်ဖြာရဲ့ပြောင်းအတိတ်ပဲဖွင့်မရနိုင်သော အပြောင်းဟမ်းမြင့်မြင့်လက်ထွက်သွားသည်။ပထမမှန်မှန်လျှောက်သည်နောက်မြန်မြန်လျှောက်သည်ထို့နောက်မပြေးယုံတမဲ။သူငိုသလားမငိုဘူးလားမမြင်ရ။ဒရိုက်တာမိုင်းဒါသည်ဟမ်းမြင့်မြင့်ကြောပြင်ကိုစိုက်ကြည့်နေသည်။တစ်ချိန်လုံးက တစ်ချိန်လုံးကအဲ့ဒီကြောပြင်ကိုသူမောင်ဝနာစာကျွန်းဒရိုက်တာမိုင်းနာတီသူရိုက်ခဲ့သောချောင်းကပါဆက်မှလက်ပံပင်ကြီးအောက်မှတယောက်ထဲထိုင်နေသည်အဝေးကိုမျောကြည့်ဤမိုးရေအောင်လာပြီဟုတ်ကဲ့ပါဒီနေ့မှဆိုရင်ဖြင့်ဆရာမောင်ဝနာရဲ့ချစ်ခင်စာမော်ရုံပါလေဟာလေဒါကတော့အခုလိုလေးပဲစသိမ်းသွားခဲ့ပြီဖြစ်ပါတယ်ရှင်ဒီဆောင်လေးဖတ်ကြခြင်းပေါ့နော်ဒါက ီဆောင်လေးကဝတ္ထုထဲမှာပဲနောက်ထပ်ဒီဝတ္ထုတစ်ပုဒ်ပေါ်လာမျိုးပြောင်းလဲထားတဲ့ဇလန်းကောင်းလေးပေါ့နော်တကယ်တော့ဝတ္ထုကိုပဲဒီဝတ္ထုထဲမှာဇလန်းဟိုပြန်ရိုက်တဲ့ပုံစံမျိုးဆိုတော့လေအဆောက်အအုံကနားထောင်ရင်းနဲ့တောင်းပါနားလဲရတာရှုပ်သွားတာမျိုးဖြစ်နိုင်တဲ့အတွက်ပေါ့နော်ငွေကငွေနဲ့စာရေးတာတွေပါတယ်ပေါ့တနာပါတော့အဲ့ဒီငွေစင်ပြေလေးရေးပေးကြတာမျိုးရှိရပေါ့နော်ပြန်ပြီးတော့ဖတ်ကြည့်ရင်တော့အခုလိုရှင်းသွားတာမျိုးဖြစ်ပြီးတော့ပေါ့နော် ေးထားတာလည်းရှုံနေရှုံနေပါပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုပါလေရှင်နောက်တစ်ခုကပေါ့နော်နောက်ထပ်စာအုပ်အစ်စ်လေးကိုဒီလုံးချင်းနဲ့ဖတ်ပြပေးရမှာဝတ္ထုလိုလေးတွေဆိုရင်ပိုကြိုက်တလားပေါ့နော်တကယ်ဆိုရင်တော့ဒီအပိုင်းဆက်တွေကျတော့ပုံမှန်နားထောင်နေသူတွေအဖို့တော့ okay ပေါ့နော်အဲ့မဲ့တခါတလေကိုအားရချင်းလေးဝင်ထားဝင်နားထောင်လာမျိုးကြလို့ရှင်တော့ဒီကပို့ပြီးတော့ဝတ္ထုတွေပို့ပြပါဖြစ်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းအသိတင်တယ်လို့ နားထောင်နေသူတွေလည်းနောက်အားတဲ့ချိန်အပိုင်းတွေပြန်နားထောင်ရင်လည်းသုံးချင်းရတော့တခါလေကိုအချိန်ပေးရတာလည်းတန်တယ်ပေါ့နော်ဒါဆိုတော့သင်ပြတာလေးဖတ်ပါမယ်ရှင်ဒီတအုပ်ကတော့တောင်းဆိုထားတဲ့ညီမလေးရောက်ရှိရပေါ့နော်ခုလည်းသူနောက်တော့တောင်းဆိုထားနေတယ်ဒါမဲ့ဘာကရှာမြန်လေးဆိုတော့နော်ဟုတ်ကဲ့ပါနောက်ရက်တွေမှာတော့စာအုပ်ရှာရရဆိုရင်တောင်းဆိုထားရင်လည်းဖတ်ပါမယ်။မြန်မာရှိပြီးသားစာအုပ်တွေကအကောင်းဆုံးရရလို့ဖတ်ပြပါမယ်နော်။ဒါဆိုရင်အားလုံးပဲ ီကြောင်လေးနဲ့တွေ့ဆုံဆက်ပါတယ်နော်အထက်ပါဦးတင်နေပြန်လာခဲ့ပါမယ်ရှင်ဒီကင်းလုံးကလည်းဒီနေ့ဖြစ်ကြပါစေအားလုံးပဲဖြစ်ပါတယ်နော်ဘိုင်ဘိုင်